ဂျပန်တွေကနိုင်ငံကြားတာမှမဟုတ်ဘူးဗျာသူတို့ရဲ့ရူးတွေမန္နာတွေကိုမှမလိုက်လာတဲ့လူဆိုရင်တော့သူတို့ကမကြိုက်ကြဘူးကျွန်တော်ပြောပြပြီးရမယ့်အဓိက main point တွေကိုတတိထားပြီးအမားမလုံးမိပါစေနဲ့နံပါတ်1အချိန်တိကျမှုဥပမာအလုတ်ချိန်က9နာရီစတယ်ဆိုရင်15မိနစ်10မိနစ်5မိနစ်အလို9နာရီမတိုင်ခင်အားလုံးရောက်နေပြီဒါလှုပ်ရှားရှိရာအားလုံးပြင်ဆင်ပြီးသားဗျာကဲ၍နောက်ကျခဲ့သည့်ရှိတော့တက်နိုင်တယ်များမြန်မြန်အကျိုးအကြောင်းကိုအကြောင်းကြားပါ နံပါတ်2တောင်းမှန်ခြင်းနဲ့ကျေးဇူးတင်တတ်ခြင်းကိုကြောင့်အနောက်ရှက်ဖြစ်သွားတယ်ကိုမှားသွားတယ်ဆိုရင်တောင်းမှန်ဖို့ဝင်မလေးပါနဲ့ကျေးဇူးတင်တတ်ခြင်းမှလည်းအဖွဲ့စည်းမှမဟုတ်ဘူးတာသမီနဲ့မိဘကြားမှာမိခင်က၄နှစ်သားကလေးကိုချင်းနှောင်းထားခိုင်းလိုက်တယ်ထားပြီးပြန်လာတဲ့ကလေးကိုမိဘကကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတယ်ဗျာအသေးဖွဲလေးရအစကျေးဇူးတင်တာတွေတောင်းပန်တတ်တာတွေသူတို့ရဲ့မန္နာကရှိတာကြောင့်မို့လို့ကျွန်တော်တို့လည်းဒီလိုအရာတွေကို ပြောဖို့ဝင်မလေးပါနဲ့နံပါတ်3တန်းစီစနစ်အားလုံးပဲတိကျတဲ့အတိုင်းဂျပန်နိုင်ငံကကျင်းပြီးတော့လူဦးရေကများနေရကြောင်မလို့ဘယ်နေရာဘာပဲလှုပ်လှုပ်တန်းစီရတဲ့စနစ်ကများတယ်ဗျာကိုကနောက်ကျမှရောက်ပြီးအကျော်ခွိုက်တော့သွားမလုံးနဲ့ပေါ့ဗျာနံပါတ်4 public လူနေရာမျိုးတွေမှာစကားအကျယ်ကြီးမပြောရဘူးဥပမာဘလူနေရာမျိုးတွေလဲဆိုရင်တော့ bus ကားတို့ရထားတို့လူနေရာမျိုးတွေဆိုရင်တော့အတန်ကျယ်ကြီးနဲ့မပြောမိပါစေနဲ့နံပါတ်5 နေရာဒီတာပေါ်မှုတည်ပြီးပေါင်တင်းနေထိုင်တတ်မှုဒီအချက်ကကျွန်တော်တို့မြန်မာပြည်အတွက်ဆိုရင်တော့ပြောစရာမလိုဘူးဗျာဒါပေမဲ့တခုပဲတတိထားရမယ်ကိုကောင်းဆန်ပြီးအဖွဲအစည်းနဲ့မလုပ်တတ်တဲ့သူဆိုရင်တော့ဂျပန်တွေကမကြိုက်ဘူးနံပါတ်6တန့်ရှင်းတက်ရမှုဥပမာအမိုက်ပြတဲ့ကာစီမဲ့ကမ်းမဲ့ပြတာမျိုးပေါ့တခြားဂျပန်တွေမကြိုက်တဲ့အချက်တွေအများကြီးရှိရဗျာတချို့အချက်ဆိုရင်သူတို့ကနိုင်ငံကြလာမှုလို့အရင်ကျေးမှုလည်းမတူဓလေ့တွေလည်းမတူတာကြောင့်မလို့နားလဲခွန်လွန့်ပြီးတဲ့ဂျပန်တွေလည်းရှိရဗျာ အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်